ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာကိုချင်းဖုတ်ဘောရှူကနေကျွန်တော်ပြန်လဲခြူဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မန်ချက်စတာသတင်းလေးနေပဲမန်ချက်စတာယူနိုက်တက်နဲ့တက်ဆိုင်တဲ့သတင်းလေးနေပဲထပ်ပြီးတင်ဆက်သွားမယ်ပေါ့နော်ကျွန်တော်တို့ခေါင်းနဲ့သတင်းလို့ပြောလို့ရမယ့်အနေအထားပေါ့နော်ကျွန်တော်တို့ ဒီ Europa League မှာတွေ့ခဲ့တဲ့ Lyon အသင်းရဲ့ကျွန်တော်ညာတောင်ပိုင်းကစားသမားပေါ့နော်ဝင်းဘက်နေရာမှာလည်းကစားလို့ရတယ်ကျွန်တော် number 10 rule နေရာမှာလည်းစိတ်ချလက်ချကစားလို့ရတယ်လုံးဝအကောင်းဆုံး potential ရှိဆုံးကစားသမားလည်းပြောလို့ရတယ်လက်ရှိပြင်သစ်အတင်းကြီးမှလည်းနေရာရနေတဲ့ကစားသမားအသက်အရွယ်အဖြစ်လည်း20နှစ်မှရှိတယ်။ကျွန်တော်တို့အတွက်လိုအပ်တဲ့ညာညာဘက်ပေါ့နော်ညာဘက်ဝင်းဘက်နေရာမှာ ကျွန်တော်တို့အကောင်းမွန်ဆုံးခြေစွမ်းပြတ်တာထားနိုင်တဲ့ကစားသမားတစ်ယောက်နဲ့ကျွန်တော်တို့ သတင်းထွက်နေတယ်ဆိုတာကကောင်းမွန်တဲ့အချက်လက်လို့ပြောလို့ရမယ်။အဲ့ကစားသမားလေးကဘသူဖြစ်မလဲဆိုတော့ကျွန်တော်လိုင်ယွန်ရဲ့ညာတောင်းမန်ကစားသမား Raya Chaki ဖြစ်ပါတယ်။ Raya Chaki ကအခုလောလောဆယ်သူတို့ပြင်သစ်ကျွန်တော်လိုင်ယွန်တင်ရပါတော့ဈေးခေါ်ထားတာသူ့ရဲ့စာချုပ်တက်တန်းငါလက်ကြံတာပေါ့နော်တနစ်ပဲကြံတော့တယ်တနစ်ပဲကြံတော့တဲ့အချိန်မှာ သူ့ရဲ့ကာလတန်ကြီးကပေါင်း30နဲ့မှ2တန်းနဲ့35တန်းကြားထဲမှာဈေးပေါက်နေတယ်ဒါပေမဲ့သူ့ရဲ့စာချုပ်တက်တန်းကြန့်ရှိထားတဲ့အနေအထားရလိုင်ယွန်တင်းကပေါင်း27.5ဘာတန်းရရရောင်းမဲ့အနေထားပေါ့ဗျာအဲ့အတွက်ကြောင့်ဈေးနှုန်းလေးလည်းအနေထားမိုက်တယ်ကျွန်တော်ခြေစွမ်းအရာလည်းလုံးဝကျွန်တော်ယူရိုပါလိပထမကြော့မှအောင်ဒုတိယကြော့မှအောင်လုံးဝခြေစွမ်းပြထားတဲ့ကစားသမားပြင်သစ်လိမှာဆိုလဲ ဘာပဲပြောပြောခြေနေကောင်းနေတယ်ဗောနော်ဒီယာဂျီမှာဆိုရင်ပွဲ26ပွဲကစားထားတယ်19တွေးမိမှာ9ကိုဖန်တီးထားတယ်ဗောနော်ဟိုပါဝင်ပတ်သက်မှုအားလုံး18ကိုရှိတယ်အသက်အရွယ်အားဖြင့်လည်း21နှစ်ကျွန်တော်တို့ဝင်းဘက်ညာကျွန်တော်အာမက်ဒီယာလိုနေရာမှာဒါသူ့ရဲ့ပြိုင်ဘက်အနေနဲ့ကစားလို့ရမယ်ကစားသမားလည်းဖြစ်တယ်ပြီးတော့ကြ Narrow number တန်းရိုးနေရာမှာကျွန်တော်လူလိုအပ်နေတဲ့အတွက်ကြောင့်အဲ့နေရာမှာလည်းကစားလို့ရတဲ့အနေအထားပေါ့ဗျာအဲ့အတွက်ကြောင့်ဒီကစားသမားလေးကကျွန်တော်တို့ ဒီပေါ့နော်ကျွန်တော် United အတွက်ငွေကြေးဒီချိန်မှာ အကန့်အသတ်နဲ့သုံးလို့ရတဲ့အနေအထားမှာဒီကစားသမားလေးပေါင်21တသမ5သန်းဆိုတာကလုံးဝမခားတဲ့စေကျွန်တော်အတွက်လုံးဝတည်ရမလားဟိုဘယ်လိုပြောမလဲလိုအပ်နေတဲ့ကစားသမားကိုလိုအပ်နေတဲ့ဘယ်လိုပြောမလဲလုံးဝပိုဆိုပတ်ဆက်တန်နဲ့ပြောင်းရွှေ့ခြင်းနဲ့ရမယ်ဆိုတော့ဗျာကျွန်တော်ဒီနိဗျာ MO ရင်းလဲလိုအပ်နေတဲ့ကစားသမားဘာပဲပြောပြောသူ့ကစားခွင့်နဲ့အံဝင်မဲ့ထင်မဲ့ကစားသမားလေးကိုကျွန်တော်တို့ မန်ယူတာဝန်ရှိတဲ့လူတွေကအရာခေါ်ပေးနိုင်မလားဆိုတာကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားပါမယ်ဒီကစားသမားကိုကျွန်တော်တို့ live live နေတဲ့ကစားကစားသမားကို live နေတဲ့အတင်းညာလည်းအများကြီးဗျဘယ်အတင်းနေပါမလဲဆိုတော့အဓိကကျွန်တော်တို့ပြန်ရမှာလစ်ပါဘူးပေါ့နော်တကယ်လို့ဆာလက်တာစားလက်နေရာမှာကျွန်တော်သူကအစားထိုးခြင်းပြီဆိုရင်ဒီကစားသမားလေးကိုခေါ်နိုင်တဲ့အနေထားဗျာသူတို့အနေထားနဲ့ချန်ပီယံလိဝင်ခွင့်ရတယ်ပရီးမီးယားလိဖလားလဲရဖို့ကျင်းတည်တဲ့လောက်ရှိနေပြီဆိုတော့ကျွန်တော်တို့နဲ့ရှင်ပြရင်တော့ ရာတော့အပုံကြီးတာပါဗောဗျာဒါပေမဲ့သူတို့မခေါ်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ Manchester United အတွက်ကအခွင့်အရေးရှိမဲ့အနေထားပါဘာဖြစ်ဖြစ်ကျွန်တော်တို့တမိုင်းစင်လာရှိခဲ့တဲ့ကျွန်တော်တို့အသင်းတစ်ခုအနေနဲ့ဆွဲဆောင်မှုကတော့ကျွန်တော်တို့ Europa League ဖလားရပြီးမှ Champions League ဝင်ဝင်ရရင်ဒီလိုကစားသမားတွေကိုအရခေါ်ယူသွားနိုင်မယ်လို့မြင်ပါတယ်ဘာရှိလို့လဲဆိုတော့ဒီကစားသမားလက်ရှိအနေထားအရာအသက်အရွယ်ရောကျွန်တော်ပြောင်းရွှေ့ခြေအရာရောလက်ရှိခြေစွမ်းအရာရောပြောကြတော့ ျွန်တော်လစာအနေထားလဲအများကြီးပေးစရာမလိုတဲ့အနေထားဗျာအဲ့အတွက်ကြောင့်အဖက်ဖက်ကအပေါင်းလက္ခဏာစောင့်နေတဲ့ဒီကစားသမားလေးကိုအရခေါ်ယူနိုင်မလားဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။သူကတော့သူ့ရဲ့အချက်လက်လေးကိုပြောမယ်ဆိုရင်တော့ကျွန်တော်ပြင်သစ်နိုင်ငံသားအရက်က9ပေ30ကျွန်တော်တို့အတက်က20တနှစ်ပဲရှိသေးတယ်။ကျွန်တော်ဒီဂျာဒီမာသူလိုင်းယွန်မှာကစားတာ26ပွဲမှာ8ဂိုးသွင်းပြီး9ဂိုးဖန်တီးထားတယ်။အဲ့ဒီအတွက်ကြောင့် ဘာပဲပြောအပေါင်းလက္ခဏာဆောင်းပဲဗျာကျွန်တော်တို့ United အတွက်ဒီလာမယ့်ရာဒီမှာကျွန်တော်တို့ဟိုတိုက်စစ်နေရအစုအဖွဲ့ကလုံးဝ changes လုပ်ရမယ့်အနေအထားမှာရှိတယ်ဘာလို့လဲဆိုတော့ဟောအခု Rushford ကလည်းဘာပဲပြောပြောအစိုးရအကောင့်ပဲပြောရမလားကျွန်တော် Aston Villa မှာခြေစွမ်းပြနေတယ်ဒါအဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြောင်းရွှေ့ချေပေါင်တန်း30နဲ့40ဝင်းကျင်တော့သူနာရမယ်ပြီးတော့ကြတော့အာကျွန်တော်ဒီပေါ့နော်ဘက်တစ်မှာသွားကစားနေတယ်ကျွန်တော်တို့ရဲ့ထောက်ချုံထောက်ချုံ မင်းသားနော်အဲ့မင်းသားကလည်းသူ့အနေနဲ့သူအတိုင်းအတာတစ်ခုထိခြေစွမ်းပြနေတဲ့အတွက်သူ့ကိုလည်းပေါင်တန်း20သုံးပေါင်း30ပတ်ဝန်းကျင်လောက်ရရင်လည်းမစိုးဘူးကျွန်တော် white land ကိုလည်းကျွန်တော် osiman နဲ့လဲထက်လုံးမဲ့ဆိုတဲ့သတင်းတွေလည်းထွက်နေတယ်ဒါပေမဲ့စောင့်ကြည့်အောင်မယ်ကျွန်တော်တို့ဒီဂါနာချူဆိုလည်းအဲသူ့ရဲ့အတင်ဟောင်း အက်တလက်တီကိုမက်ထရစ်ကလည်းပြန်လိုချင်နေတဲ့အနေအထားနာပိုလီကလည်းလိုချင်နေတဲ့အနေအထားဘိုင်ဆက်ဖြစ်မလဲကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဘိုင်ဖြစ်ဖြစ်ကျွန်တော်တို့အတွက်တကယ်လိုအပ်နေတဲ့ဝင်းဘက်နေရာနဲ့နံပါတ်10ရိုးနေရာကိုနေရိုးနံပါတ်10ရိုးနေရာကိုဖြည့်ဆည်းပေးမယ်။ကျွန်တော်တို့ရဲ့လိုင်ယွန်ကစားသမားပေါ့နော်။အခုလက်ရှိကတော့လိုင်ယွန်ကစားသမားရိုင်ယန်ချာကီကိုဒီလာမယ့်ဇန်နဝါရီလပြောင်းရွှေ့မှာကျွန်တော်အရခေါ်ယူသွားနိုင်မလားဆိုတာညီကိုတို့ဘယ်လိုမြင်လဲ။အတွေးမြင်လေးတွေကျွန်တော် comment အောက်မှာအာ ေးသွားလို့ရပါတယ်ကျွန်တော်အခုမှစတင်တင်ဆက်နေတဲ့အဲအခြေအနေလေးမှာဖြစ်တဲ့အတွက်လိုအပ်ချက်တွေအများရှိပါသေးတယ်အဲ့အတွက်ကြောင့်သီခံနားလည်ပြီးမှအားပေးကြပါအောင် like and share လေးနဲ့ကျွန်တော်ကိုကူညီပေးကြပါအောင်လို့ကျွန်တော်ဒီနေ့ရင်မှာမြတ်တာရဲ့ခံချင်ပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့တဲ့ညဉာဏ်လေးနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ရက်လေးမှာဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုလတ်ပါခင်ဗျာ